န်တက်ထဲမှာအကျုံးဝင်တဲ့လူတွေအကုန်လုံးရခိုင်ပြည်ရဲ့အပြင်ပါ ရခိုင်ပြည်ကနေတခြားပြည်ပတွေကိုတခြားပြည်နယ်တွေခြားတိုင်းဒေသကြီးတွေကိုထွက်ခွာခွင့်ပေးလိုက်တယ်ပထမတော့ကနာဆာကအစိုးရကနေစစ်မှုထမ်းဥပဒေထိုးတုံးကဟာမြန်မာတိုင်းနိုင်ငံလုံးအကျဉ်းကျနေပါတယ်မြန်မာတိုင်းနိုင်ငံလုံးထောင်ကျနေပါတယ်ဆိုပြီးတော့ပြည်ဖြတ်တွေနဲ့ဘုံကြုံမျိုးညစ်တွေနဲ့မီဒီယာတွေပေါင်းပြီးတော့ဝါဒဖြန့်ခဲ့ကြတာအုံနေခြင်းနဲ့အခုအေးအေးက သူတို့ရခိုင်ပြည်နယ်ကနေတခြားကိုထောက်ခွင့်မပေးဘူးအကုန်လုံးရခိုင်ထဲမှာပဲသိရမယ်ရခိုင်ကိုလူမျိုးတုံးပြောက်ခွက်အောင်လူမျိုးတုံးအောင်ရခိုင်ဆိုတာအယုတ်ရေးပြရအောင်လုပ်နေတာကြတော့ရခိုင်ပြည်နယ်လို့အကျဉ်းထောင်ကြနေပါတယ်လို့ဘယ်သူကမှမပြောရဲကြတာထူးဆန်းတယ်အခုကျတော့ဘာကြောင့်ရခိုင်တပြည်နယ်လို့အကျဉ်းကြနေပါတယ်လို့ခင်ဗျားတို့မဝေဖန်ရတယ်ဝေဖန်ရရတယ်မှန်ရင်လက်ခုတီဗီအားပေးရတဲ့တက်တီရှိရမယ်။မှားရင်လည်းပဲလက်ညှိုးထိုးဝေပန်ရတဲ့တက်တီရှိရတယ်။ကျမကြီးကျမမိန်းမသား ကျွန်မမှရင်ထောက်ခံနေအားပေးတယ်။မှရင်ကျွန်မလက်ညှိုးထိုးပြီးဝေဖန်ထောက်ပြတယ်။ဟာခိုင်မိုးလင်းလို့ခိုင်းရသားလို့ထုံးမြတ်နိုင်လို့တပုံးကြီးကမျိုးဆက်နဲ့တစ်ဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်းပြီးတော့အဆက်မပြတ်နိုင်ငံတော်ကိုပုံကန်ခဲ့ကြတယ်။သူတို့ခေဆက်ဆက်နိုင်ငံတော်ကိုပုံကန်တယ်ကျွန်တော်တို့တိုင်းရင်းသားခွင့်ရလို့ချင်းတယ်ကျွန်တော်တို့တိုင်းရင်းသားခွင့်ရလို့ချင်းတယ်တိုင်းရင်းသားခွင့်ရလို့ချင်းပါတယ်ပြောပြီးတော့နိုင်ငံတော်ကိုပုံကန်ပြီးတော့နိုင်ငံတော်အကျိုးပြည်တော်စုအကျိုးကိုဘယ်တုန်းကမှမတည်ဘူးခဲ့တဲ့စံကုန်မျိုးလေးတွေသာဖြစ်တယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ AA ရဲ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးမပူတူဝေဖန်လိုက်တဲ့ရုပ်သံနဲ့အတူမြမအရေးဖြစ်ရှင်းရာတွင်စစ်ကောင်စီ၏ရွေးကောက်ပွဲကအာဆီယံ၏ဦးစားပေးမဟုတ်ပဲရွေးကောက်ပွဲကြောင့်ပြည်ပခအခြေအနေပိုဆိုးလာလိမ့်မည်ဟုမလေးရှားနိုင်ငံသားရေးဝန်ကြီးတတိပေးလိုက်တဲ့ထူးခြားသတင်းမှာတင်ဆက်ပေးခြင်းပါတယ် စစ်အာဏာသိမ်းထားသောမြန်မာနိုင်ငံတွင်နှစ်ဖက်ဖြစ်ပွားနေသောနိုင်ငံရေးပြည်ထနာနှင့်ပြည်ပခါကိုဖြစ်ရှင်းရာတွင်စစ်ကောင်စီ၏ရွေးကောက်ပွဲမှာအာဆီယံ၏ဦးစားပေးမဟုတ်ဘဲရွေးကောက်ပွဲကြောင့်ပြည်ပခါအခြေအနေပိုဆိုးလာနိုင်ကြောင်းမလေးရှားနိုင်ငံသားရေးဝန်ကြီးဒါရက်ဆေရမ်မိုမန်ဟဆန်ကယမန်နေ့သတင်းစာရှင်းလင်းပွဲတွင်ထုတ်ဖော်ပြောဆိုသည်စစ်ကောင်စီကကျင်းပရန်စီစဉ်နေသည့်ရွေးကောက်ပွဲသည်အာဆီယံ၏ဦးစားပေးအရေးကိစ္စမဟုတ်ကြောင်း ရွေးကောက်ပွဲသည်နိုင်ငံတကာတွင်အမှန်တရားကိုဖုံးကွယ်ရန်လုပ်နေသည့်အပြင်းအစင်တစ်ခုဖြစ်လျင်လုံးသူများအတိတ်ပဲမရှိကြောင်းရွေးကောက်ပွဲကြောင့်ပဋိပက္ခအခြေအနေပိုဆိုးလာနိုင်ကြောင်းမြမအရေးဖြစ်ရှင်းရန်မှာအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအပြည့်အဝအကောင့်ထည့်ဖော်ရန်သာဖြစ်ကြောင်းအင်းကပြောဆိုသည်ရွေးကောက်ပွဲဟာအာဆီယံအတွက်ဦးစားပေးရေးမဟုတ်ပါဘူးဒါကတကယ်ပဲနိုင်ငံတကာရဲ့မျက်စိရှိမှာဖုံးကွယ်ဖို့အတွက်အပြင်းအစင်လောက်တာတစ်ခုပဲဖြစ်ရင်တော့အတိတ်ပဲမရှိပါဘူး ရွေးကောက်ပွဲကအခြေအနေတွေကိုပိုဆိုးလာနိုင်စေပါတယ်စစ်ကောင်စီအနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာဖို့တောင်းဆိုပါတယ်ဟုမလေးရှားနိုင်ငံသားရေးဝန်ကြီးကပြောဆိုသည်မင်္ဂလာပါမျိုးတွေကျွန်မမဘုဒ္ဓမာသေးပါရှင်ဒီနေ့နောက်25ခုနှစ်မေလ25ရက်နေ့ဖြစ်ပါတယ်ခေါင်းစဉ်မှာပေးထားတဲ့အတိုင်းပဲလဲဆောင်တဲလေးခြေတန်ရှည်နဲ့စစ်မှုမှုတန်ဥပဒေကိုကန့်ကွက်ရှုတ်ချခြင်းဒီကြောင့်ရနှစ်ခုကိုမျှဝေပေးပါမယ် မိုးရသည်လည်းရောက်ပြီကြောင်းဖွင့်ရသည်လည်းရောက်ပြီဆိုတော့ကျမတို့ငယ်စဉ်တွေကအမြဲတမ်းကြားနေကြပါတော့။မိုးရေဆက်ရေတဝေးဖွေးကိုင်းရေတဝေးဝေးလေးဆောင်တဲလေးခြေတန်းရှိမိုးကိုအောင်မာနီဆိုတော့လေးဆောင်တဲလေးခြေတန်းရှိဒီလေးဆောင်တဲလေးကဘယ်မှာရှိလဲဆိုတော့သခိုင်းတိုင်းဝက်လက်မြို့နယ်မှာရှိတယ်။သခိုင်းတိုင်းဝက်လက်မြို့နယ်ကနိုင်ငံတော်ကိုလက်နက်ကင်ပုံကန်နေတဲ့ပါသုံးလုံးခေါင်းဆောင်ပါအဖခေါင်းဆောင်မြို့အောင်ကို ဒီပုဂ္ဂိုလ်ဒီတရားလွှတ်တော်ရှေ့နေဘွားကနေ CDN လုတ်ပြီးတော့เนาะနိုင်ငံတော်ကိုလက်နက်ကင်ပုံငန်းနေတဲ့ပသုံးလုံးခေါင်းဆောင်ဖြစ်လာတယ်။အာပြီးခဲ့တဲ့တနေ့23ရက်နေ့ညရွာအပြင်လေဆောင်တဲမှာသူညမတဝန်းခွဲနဲ့နှစ်ယောက်တည်းအတူတူရှေ့နေတဲ့အချိန်မှာပြစ်တက်ခံလိုက်ရတယ်။ဖြစ်စဉ်ကိုကျွန်မရိုးရိုးရှင်းရှင်းပဲပြောရနော်။ပသုံးလုံးခေါင်းဆောင်နဲ့ညမတဝန်းခွဲနဲ့လဲဆောင်တဲလေးခြေတိုင်းရှိမှာညာကြီးအချိန်မတော်မိုးချုံမှာနှစ်ယောက်တည်း ကျမရိုးရိုးရှင်းရှင်းပဲပြောရဲနော်နှစ်ယောက်ထဲ23ရက်နေ့ညနှစ်ယောက်ထဲရှိနေတဲ့အချိန်မှာလောက်ကျန်တက်ဖြတ်ခံလိုက်ရလို့နှစ်ယောက်လုံးတင်းသွားတယ်ဒီကိစ္စပုံမှာတစ်ဖက်ကအာ online အားချောင်းနေလေးတိုင်းတန်လူသက်သမားတွေနဲ့ပြည့်ဖြတ်မိတာတွေကြတော့ပြောတယ်။ဟာဒီပါသုံးလုံးခေါင်းဆောင်ပါအဖခေါင်းဆောင်ကဟာဦးမျိုးအောင်ကိုကအင်မတန်မတော်တဲ့လူဖြစ်ပါတယ်။ဘောတော်လိုင်းကြီးမှာအင်မတန်အားကိုးရပါတယ်။သူ့မှာရန်ညို့ရန်စာမရှိဘူးလူချစ်လူခင်ပေါ်တယ်။လူချစ်လူခင်ရှိပေါ်တယ်ရန်ညို့ရန်စာမရှိဘူးဒါဆိုဘာလို့အသက်ခံရတာလဲ။ လေဆောင်တဲလေးခြေတိုင်းရှိမှာညာကြီးအချိန်မတော့ရွာပြင်ကလေဆောင်တဲထဲမှာမောင်နှမအနှစ်ဘာလို့နေကြရင်အသက်ခံလာရတာလဲဒါကတော့စာပလင်းနှင်းမောင်တို့အိုက်ပြီးလို့ပဲဖြေပေးဖို့ကျွန်မမြေတားရက်ခံပါတယ်နောက်တစ်ခုကတော့ရှစ်မှုထားဥပဒေကိုကျွန်မကန့်ကွက်ရှုံးချပါတယ်ကျွန်မတို့ဥနဲ့ဥပဒေနဲ့ပတ်သက်လို့ရခိုင်ပြည်တောင်ကုန်းမှာရှိတဲ့ရခိုင်နေပေါ့အထူးသဖြင့်ရခိုင်တော်တော်များများဟာရခိုင်လို့ပြောတာနဲ့တော်တော်များများကအေးအေးကိုထောက်ခံကြတယ်နော် ဆိုတော့အဲ့ဒီတောင်ကုန်းမှာရှိတဲ့ရခိုင်တွေကသူတို့အေအေထုတ်ပြန်တဲ့စစ်မှုထမ်းဥပဒေကိုကန့်ကွက်ဆန္ဒပြတဲ့အတွက်လူပေါင်း40ကျော်အဖမ်းခံလိုက်ရတာအခုဆိုတပတ်တည်တည်ရှိသွားပြီစစ်မှုထမ်းဥပဒေကိုကန့်ကွက်ဆန္ဒပြလို့ရခိုင်40ကျော်ဖမ်းဆီးခံရတာတပတ်တည်တည်ရှိသွားပြီဒီတပတ်တည်တည်ဖြစ်သွားတဲ့သတင်းကိုနော်အွန်လိုင်းတဲကလေးလိုင်းတန်လူတက်သမားဒီဘာကြောင့်ပါစပ်ပေါက်ပေးနေကြတာလဲတရားမျှတမှုတို့ဒန်းလူညီမျှခွင့်တို့ ထက်သွဲသွဲအော်နေတဲ့ online အားထောင်လိုင်းတန်လူသက်သမားတွေဘာအကြောင်းပါဇက်ပေါက်ပိတ်နေကြတာလဲကျွန်မအစတွေကပြောပါတယ်ရှင်တို့တွေက animal fan ဖြစ်နေတယ် toss away ရေးတဲ့ animal fan ဖြစ်နေတယ်ခမားတို့မသိဘူးမဖတ်တတ်ဘူးဆိုရင်တခင်ဘာတောင်ဘာသာပြန်ရေးထားတယ်ခြေလေးတောင်ဒေါ်လာရေးဆိုရယ်စောင်းရှိတယ်ဖတ်ကြည့်ပါလို့ကျွန်မပြောခဲ့တယ်အခုတခါထပ်ပြောတယ်ခမားတို့ကိုယ်တိုင်က animal fan ဖြစ်နေတယ် အခုဆိုရင်အေအေကသူတို့ရခိုင်ပြည်နယ်မှာရှိတဲ့စစ်မှုထမ်းတပ်ထဲမှာအကျုံးဝင်တဲ့လူတွေအကုန်လုံးရခိုင်ပြည်ရဲ့အပြင်ပါရခိုင်ပြည်ကနေတခြားပြည်ပတွေကိုတခြားပြည်နယ်တွေခြားတိုင်းဒေသကြီးတွေကိုထောက်ခွာခွင့်ပေးလိုက်တယ်ပထမဆုံးကနာဆာကအစိုးရကနေစစ်မှုထမ်းဥပဒေထိုးထုတ်ကဟာမြန်မာနိုင်ငံလုံးအကျဉ်းချနေပါတယ်မြန်မာနိုင်ငံလုံးထောင်ချနေပါတယ်ဆိုပြီးတော့ပြည်ဖြတ်တွေနဲ့ဘုံကြုံမျိုးညစ်တွေနဲ့မီဒီယာတွေပေါင်းပြီးတော့ဝါဒဖြန့်ခဲ့ကြတာအုံနေခြင်းနဲ့အခုအေအေက သူတို့ရခိုင်ပြည်နယ်ကနေတခြားကိုထောက်ခွင့်မပေးဘူးအကုန်လုံးရခိုင်ထဲမှာပဲသိရမယ်ရခိုင်ကိုလူမျိုးတုံးပြောက်ခွင့်အောင်လူမျိုးတုံးအောင်ရခိုင်ဆိုတာအယုတ်ရေးပြရအောင်လုပ်နေတာကြတော့ရခိုင်တပြည်နယ်လို့အကျဉ်းထောင်ကြနေပါတယ်လို့ဘယ်သူကမှမပြောရဲကြတာထူးဆန်းတယ်အခုကျတော့ဘာကြောင့်ရခိုင်တပြည်နယ်လို့အကျဉ်းကြနေပါတယ်လို့ခမားတို့မဝေဖန်ရေးရတယ်ဝေဖန်ရေးရတယ်မှန်ရင်လက်ခုတီဗီအားပေးရတဲ့တက်တီရှိရမယ်မှားရင်လည်းပဲလက်ညှိုးထိုးဝေဖန်ရတဲ့တက်တီရှိရတယ်ကျမတို့ကြည့်ကျမမိန်းမသား ကျမမှန်ရင်ထောက်ခံနဲ့အားပေးတယ်မှားရင်ကျမလက်ညှိုးထိုးပြီးဝေဖန်ထောက်ပြတယ်အဲ့ဒီအတွက်လေတောင်းရင်မှတောင်းရင်ထမ်းမှုရှိရတယ်အခုခမားတို့ကအဲ့ဒီလိုမဟုတ်ဘူးတစ်ဖက်စစ်တပ်ကြတော့စစ်မှုထမ်းဥပဒေထုတ်တော့တနိုင်ငံလုံးအချင်းကြနေတယ်ပြောတယ်တော့အခုအေးအေးကရခိုင်ပြည်အပြင်မကိုထွက်ခွင့်မရှိပါဘူးလို့ပြောတဲ့အခါကျတော့ရခိုင်တပြည်နယ်လုံးအချင်းကြနေပါတယ်လို့ဘယ်သူမှမပြောရဲပဲအပေါက်ပိတ်နေကြတယ်တိတ်ကိုသေးရဲဘောကြောင်တယ်ခမားတို့တွေနော်ဒီနေရာမှာဆိုလို့ရှိရင်အဲ့ဒီအေးအေးဆိုတာပထမဆုံးတို့လာရာက ဥကျော်ဆန်းရွှေဥကျော်ဆန်းရွှေဆိုတာရခိုင်ပြည်ကွန်မြူနတီပါတီပေါ့အဲကွန်မြူနတီကအလန်ဖြူအလန်နီကွဲတော့သူတို့ကအလန်နီတခင်ဆိုးရဲ့ဘက်ကနော်တခင်တန်းထုံးတို့မဟုတ်ဘူးအလန်နီတခင်ဆိုးတို့ဘက်ကရခိုင်ပြည်ကွန်မြူနတီပါတီဥကျော်ဆန်းရွှေနော်အဲဒီကနေသူတို့လက်နက်ကိုင်ပုံကန်နဲ့နိုင်ငံတော်ကိုပုံကန်နဲ့နော်ဥနေဝင်းတို့အစိုးရနော်ဥနေဝင်းဆိုတာနေပြီးတော့သူတို့ကိုနှိမ်လင်းခဲ့အဲ့ဒီအချိန်မှာ ရခိုင်တမရနိုင်ငံတော်ထူထောင်ရေးအဲသူတို့ကရခိုင်တမရနိုင်ငံတော်ထူထောင်ရေးတောင်းဆိုတယ်ဒါပေမဲ့အပေးယူညှိနှိုင်းနေလို့ပြီးတော့အေးလေအိတ်လေဖောင်းလေဖောင်းကိုစိတ်လေပြောင်းပြီးငြိမ်သွားတယ်။နောက်ဥကျော်ဆန်ရှင်ဥကျော်ဆန်ရှင်ပြီးတော့တခါရခိုင်ပြည်တော်လိုင်းရေးတပ်ဖွဲ့တို့ရခိုင်ပြည်တော်လိုင်းအင်အားစုတို့ရခိုင်လွတ်မြောက်ရေးတပ်မတော်တို့ရခိုင်ကာကွယ်ရေးတပ်မတော်တို့နော်အာ AIA လို့အာ ALA လို့ AIA AIA AIO အဖွဲ့တွေအများကြီးပေါ်လာတယ် ်နော်ဦးဆန်ကျော်ထွန်းဦးဆန်ကျော်ထွန်းဆိုမမေရရ1960နဲ့ဒေါ်လာရေးကောင်စီအစိုးရတက်တဲ့အချိန်ကာလနိုင်ငံတော်ကိုလက်နက်ကင်ပုံကန်ကြတယ်နော်အဲ့ဒီမှာဒေါ်လာရေးကောင်စီနဲ့သူတို့ဟာတိုက်ကြတိုက်လိုက်ဆွေးနွေးလိုက်ဆွေးနွေးလိုက်တိုက်လိုက်နေအဲ့ဒီတစ်ဖွဲ့ကအိတ်ဖောင်းတော့တခါစိတ်ပြောင်းသွားတယ်နော်ကျော်ဆန်ရွှေပြီးတော့ဟောခိုင်ခိုင်ရဲခိုင်ခိုင်ရဲခိုင်တို့ဟောနောက်တစ်ယောက်ရှိသေးတယ်ခိုင်ခိုင်မိုးလင်း ခိုင်ရဲခိုင်တို့ခိုင်မိုးလင်းတို့အဲခိုင်ရဲခိုင်တို့ခိုင်မိုးလင်းတို့ဆိုလို့ရှိရင်လည်းရခိုင်မီတော်လန်ရေးတို့ရခိုင်မီကာခွေးတို့တို့အဲ့လိုမျိုးရခိုင်ပြည်လူမြောင်ရေးရခိုင်လူတို့ကောင်းစားရေးဆိုပြီးလက်နက်ကိုင်ပုံငယ်ကြအိဖောင်းတို့အစိပြောင်းသွားကြအဲ့ဒီကနေခိုင်ရဲခိုင်တို့ခိုင်ရစာတို့ခိုင်မိုးလင်းတို့ပြီးတော့တခါအေးအေးဆိုပြီးခိုင်ရစာပေါ်လာတယ်နော်ခိုင်ရစာကနေအကူဆက်ခိုင်တဲ့ထုံးမြလိုင်းတို့ပို့လာတယ်တို့အကုန်လုံးကကြီးမြောင်တဲ့လူမျိုးရေးအမြင်ဝါဒနဲ့စစ်စစ်ပွားရေးလုပ်နေကြတာကြီးပဲ တိုင်းရင်းသားရဲ့လူမျိုးရေးကိုဗန်းပြပြီးတော့အခွင့်သားရင်တိုက်တယ်အခွင့်မသားတော့အရေးမကြုံလို့အရေးမသားတဲ့အရေးနှိမ့်တဲ့အခါကျတော့ငင်းချက်ရေးဆွေးနွေးပါတယ်ဆိုပြီးတော့ရသမျှအခွင့်အရေးနိုင်ငံတော်ကပေးသမျှအခွင့်အရေးကိုယူပြီးတော့တသက်မိသားစုဆွေးစင်မျိုးစင်80စားမကုန်တော့အောင်ချမ်းသာသွားတဲ့အခါငြိမ်ကျသွားကြတယ်အကုန်လုံးကစစ်စီးပွားရေးလုပ်နေကြတာကျင်းမြောင်းတဲ့လူမျိုးရေးအမြင်ဝါဒတွေနဲ့ မှဘူးမသိဘာမသိတဲ့မျိုးနွယ်စုတွေကိုလူမျိုးတွေကိုကိုမျိုးနွယ်စုကိုတိုင်ရဲ့သားအခွင့်ရေးကိုပြည်နယ်လွတ်မြောက်ရေးတို့ဖျောက်ပေးတယ်မြောက်ပေးပြီးတော့အခွင့်တိုင်းရင်တိုက်တယ်အခွင့်မသားတဲ့ခါကျတော့ရသားများအခွင့်ရေးကိုယူပြီးငိန်ချရေးဆိုပြီးရှာနှက်ခွနဲ့ရက်တည်နေကြတယ်ခေအဆက်ဆက်မှာနိုင်ငံတော်ကိုလက်နက်ကင်ပုံကန်ခဲ့တာကြီးပဲနိုင်ငံတော်ကိုကောင်းကျိုးပြုခဲ့တာရှားပါတယ် ကျွန်တော်တို့သင်ကန်းစာယူတတ်ပါတယ်။မွေဘွေးဆိုတာကအကောင့်သေးရင်လေအကောင့်သေးပြီမယ်အစိတ်ရှိတယ်။မွေဘေးမှန်းသိရင်အကောင့်သေးသေးလေးတွေကတတ်လိုက်ရမှာ။အခုတော့မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်နော်။ဟိုးအစဟိုရခိုင်ပြည်ကွန်မြူနီပါတီရခိုင်ပြည်ကွန်မြူနီပါတီဦးကျော်ဆန်းရွှေကနေပြီးဦးဆန်းကျော်ထွန်းတို့ခိုင်ရဲခိုင်တို့နော်ခိုင်ရဲခိုင်တို့ခိုင်အခိုင်မိုးလင်းတို့ခိုင်ရသားတို့ထုံးမြက်နိုင်တို့တပုံနီကမျိုးဆက်နဲ့တစ်ဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်းပြီးတော့အဆက်မပြတ်နိုင်ငံတော်ကိုပုံကန်ခဲ့ကြတယ်။ သူတို့ခက်ဆက်ဆက်နိုင်ငံတော်ကိုပုံကန်တယ်ကျွန်တော်တို့တိုင်းရင်းသားခွင့်ရလို့ခြင်းနဲ့ကျွန်တော်တို့တိုင်းရင်းသားခွင့်ရလို့ခြင်းတိုင်းရင်းသားခွင့်ရလို့ခြင်းမှာရပြောပြီးတော့နိုင်ငံတော်ကိုပုံကန်ပြီးတော့နိုင်ငံတော်အကျိုးပြည်တော်စုအကျိုးကိုဘယ်တုန်းကမှမတည်ဘူးခဲ့တဲ့စံကုန်မြေလေးတွေသာဖြစ်တယ်